အဲ့တော့ဒီတစ်ခါကျတော့ elite ကိုသုံးပြီးတော့ကြာတော့နောက်ထပ်အရာလေးထပ်ထည့်မယ်เนาะအဲ့တော့ဒီ file လေးကိုအရင်ပိတ်လိုက်တော့မယ် file နဲ့ close လုပ်လိုက်ထားမယ်ဆက်ဆော့လို့ပဲ file နဲ့ view နဲ့သွားပြီးရင် human စာရွက်က photo ပဲเนาะပြီးရင် photo ကိုယူ create နဲ့သွားဒါဆိုရင်ဒီမှာ background ရှိနေပြီနေရာပဲလက်ထက်ပါနော်အဲ့တော့ background ရှိနေတဲ့အတွက်အလွှာအသိရှင်ယူဖို့လိုတယ် တော့အသေးယူဒီမှာ layer 1ဝင်သွားပြီเนาะပြီးရင် elliptic gamma aqueduct ကိုယူမယ် dragon လေးဆွဲလိုက်မယ် dragon ဆွဲပြီးအဲ့ဒီမှာအယောင်ဖြစ်မှာဖြစ်တဲ့အတွက်ဒီအယောင်လေးဝယ်ဖြစ်မယ်စေပုံလေးကိုယူဒါလေးဒါအယောင်ထဲဒီနေ့နောက်ဒီနေ့အယောင်ထပ်ထည့်ပြမယ်အဲ့တော့သူ့ selection ဖြုတ်မှာမဟုတ်လို့ select ရ D select ဒါမှမဟုတ် control D နဲ့သွားနောက်ထပ် new layer ကိုယူမယ် new layer ယူပြီး rectangular magnitude ရဲ့ shortcut ကဘာလဲဆိုတော့ m ဒါကြောင့် keyboard က m ကိုရိုက်လိုက်မယ် ပြီးရင်တော့ drag လေးဆွဲ။ tracking ဆွဲပြီးတော့ဒီချက်တို့ကအရောင်ဖြေတော့မယ်။အရောင်ဖြေတဲ့အခါမှာဒီအရာဒီအရောင်ရွေးမှာဆိုတော့ foreground အရောင်ရွေးကိုကြိုက်တဲ့အရောင်တရာလေးကိုထပ်ထည့်။ထည့်ပြီး okay နဲ့ထွက်လာရင်မှာအရောင်ဝင်သွားပြီ။အရောင်တိတာလို့အရောင်ပါတာထည့်လိုက်နော်။ဒါဆိုဒီအရောင်ဝင်သွားတယ်ပေါ့။အဲ့ဝင်သွားတဲ့အရောင်ကိုဆိုးဆိုးဆေးပုံးလေးနဲ့ထည့်တယ်။ဒီကဆေးပုံးနဲ့မထည့်တော့ဘူး။ဗာလေးနဲ့ထည့်မလဲဆိုရင် ီးဘုတ်ကဒါ foreground အရာကိုလိုချင်နေဆိုရင်ဒီ order key နဲ့ back space နဲ့သုံးပြရမယ်။ဒါဆိုအခုကီးဘုတ်က order နှိပ်ထားတဲ့အတွက်ဒီမှာပြလေးလင်းလာပြီ။ပြီးရင်ဒီ back space ကိုထည့်လိုက်။ပြီး order ကိုထည့်လိုက်။ဒါဆိုရင်တော့ဒီမှာ box လေးက color ဝင်သွားတယ်နော်။ main key ဘုတ်ကသုံးရမှာနော်။အဲ့တော့နောက်ထပ်ထပ်ပြီးတော့ကြာတော့အလွှာတစ်ထက်ယူမယ်။ယူလိုက်တာ။အဲ့တော့ select ဖြုတ်ဖို့လိုတယ်ဒီမှာ title နဲ့နိုင်ဒီမှာ select လေးကြံနေရနော်။ အဲ့ဆိုရင်ဆက်လက်ထရဒီဆက်လက်လက်သွားနောက်ထပ်ယူလီယာသွားမယ်ယူလီယာသွားပြီးတော့ဒီတစ်ခါမြတ်တန်ကူလာမာဂွီတူကိုမတော်မယ်နေအောက်ကအဲ elliptic မာဂွီတူကိုတော်မယ်နေပြီးရင်အရာလေးဆွဲလိုက်နေဆွားလေးအဲ့ဆွားကိုရွှေ့ကျင်နေဒါဆို move to ကိုယူပြီးခုချိန်မှာရွှေ့လာရွှေ့လို့မရဘူးတော်လားအဲ့လိုလေဆိုဒီဆဝိုင်းရဲ့ဒီလိုမှတ်ထားတဲ့အချိန်ကြောင့်သူ့ရေရွှေ့ကြည့်ပြီးဒီဘက်ကပြားနဲ့တုံးပြီးတော့ရွှေ့လို့ရအောင်မူးနဲ့ရွှေ့လို့ရအောင်နော် ဒါဆိုဝိုင်းနဲ့မှအရာမထည့်ထားသေးလို့အရာထည့်ပြီးရင်တော့ move to နဲ့ရွှေ့လို့ရမယ်အဲ့တော့ဒီထဲမှာနောက်တစ်ယောက်ထည့်ရွေးမယ်နောက်တစ်ယောက်ရွေးပြီးသွားရင်တော့စစွာသုံးတဲ့အတိုင်းပဲ foreground အရာကိုထည့်မှာဖြစ်တဲ့အတွက်ဒီလို order key ကိုဖြည့်မယ်ပြီးရင် best way တစ်ချက်နေလိုက်နော် order best way ပြီးရင်တော့သူ့ကိုနေရာရွှေ့မယ်ကြည့်ဒီတစ်ခါကျတော့ move to လေးကိုရွှေ့ပြီးတော့နေရာရွှေ့မယ်အဲရွှေ့လို့ရသွားတယ် တော့အယောင်မထည့်ပြန်ရွှေ့လို့မရအောင်နော်အယောင်ထည့်ပြီးမှသူရွှေ့လို့ရတယ်ဒါဆိုရင်အခုဒီပုံစံလေးရလာပြီတော့အဲ့ထဲမှာကသူကဒီစဝိုင်းလေးကိုဆွဲပြီးကမှကွာပြင်ကျင်နေပြင်ကျင်နေဆိုရင် edit ထဲကဘာလဲတော့ပြင်နေဆိုရင်ဒီမှာ free transform control d ဆိုတာလေးရှိတာလေးနှိပ်လိုက်နှိပ်ပြီးသူ့ကိုဒီလေးကိုပြင်ပြီးလိုက်လို့ရတယ်ဒီစိုက်တယ်လို့ပြင်ပြီးသားလေးကိုပြင်ရပြီပြီးရင်တော့ဒီဘုတ်က enter ခောက်လိုက် တော့အဲ့ချိန်မှာနေရာရွှေ့ကျင်နေရွှေ့လို့ရတယ်။ဘာကြောင့်လဲဒီမှာ move to ကရွေးထားပြီးသားဆိုတင်းတင်းလေးဖြစ်နေတယ်နော်။ select ပြုံးမယ်ဒီဘက်က control နဲ့ t လေးနေလိုက်။နောက်ထပ်တစ်ခုထပ်ဆွဲမယ်။ elliptical marquee to single row marquee to လို့တော့မယ်။ဒါပေမဲ့အခုဒီကောင်ကဒီ set y လေးတွေ့လား။ဒါလေးက rectangle rectangle နောက်ထပ်အလွှာအသိပ်ယူပေးရမယ်။အလွှာအသိပ်ယူပြီးတော့ဒီထဲမှာဆွဲလိုက်။အဲဒါဆို line လေးဆွဲလိုက်တာ။ ။ဘာကြောင့်လဲဆိုတော့ single row လို့ပြောတဲ့ row တစ်ခုဖြစ်လာတာ။နော်။အဲ row တစ်ခုရလာပြီဆိုရင်သူ့ကိုချက်ကြည့်မယ်။ချက်မယ်ဆိုရင်တော့ဘာနဲ့သုံးပြီးလို့ရလဲဆိုတော့ဒီမှာအမှန် blue လေးကိုနှိပ်ပြီးတော့ဒီမှာချက်။အဲ့တော့သူ့ရဲ့ single row ဒီ row တစ်ခုစားလို့မြင်ရတာနော်။အခုက selection ဝင်နေတဲ့အတွက် select ဖြစ်မယ် control d ပထမလေးဒီရှေ့ဆုံးမှာနိုင်ရဘာမှမမြင်အောင်ဖြစ်နေတယ် တော့နေရာရွှေ့ကျင်နဲ့ဟန်တူသုံးပြီးတော့ရွှေ့လို့ရတယ်။ဒါပေမဲ့ဟန်တူသုံးမဲ့အစားနောက်တနည်းဘာသုံးလို့ရသေးလဲဆိုရင်ဟန်တူကအခုမြင်ထားတယ်မှာနော်ဟန်တူမူတူလေးယူလိုက်မယ်ဒါဆိုမူတူဖြစ်ပြီးရွှေ့ကျင်ကီးဘုတ်က space space ကိုဖိလိုက်တယ်မှာလဝါလေးဖြစ်တဲ့တွေ့လားဒါဆိုဒီလိုရွှေ့ပြီးရတယ်နော်။အဲဒါ space ကိုဖိနေ active တဲ့အထားလေးဖြစ်နေပြီ space ကိုဖိအဲဒါဒီလိုရွှေ့ရ။ဒါတော့ control 0ချုပ်လိုက်လို့ရတယ်ဒါ control 0อ่ะချုပ်တာเนาะအဲ့တော့နောက်ထပ်ချုပ်တာတွေက control 0နဲ့ချုပ်ထားတယ်ပြန်ချက်ခြင်းနဲ့ချက်ခြင်းနဲ့ control 1နဲ့ချက်ပြရတယ် keyboard က control 1 control 1ကဒီမှာစနက်မဝင်တဲ့အတွက်ဘေးတောင်ရောက်တော့ keyboard က space bar ကိုပြီးပြီးဒီလိုမျိုးလေးနေရာလေးကိုရွှေ့ပေးမယ်ပြီး space ကိုလိုက်เนาะဒီပုံစံ